ကဲဆရာဆရာကြီးများကိုဦးတမင်္ဂလာပါမမတို့ရေလောက်ကြည့်ပြီးတက်ရတယ်လိုင်းမတက်ဆရာကြီးများလို့ကြောက်လို့ဆရာ necklace မလုပ်သွားဘဲနဲ့တည်တည်ချာချာလေးအဆအဆုံးလေးကြည့်ပြီးပို့တော့မြစ်တာရက်ခံတောင်းဆိုပါရယ်နော်ဆရာအဲ့တော့အရင်ဆုံးမင်းလိုက်မယ်ဒီနေ့ရောကျွန်မလှလာပါဗောနော် necklace မလုပ်ဘဲနဲ့ဖြည့်ပင်းတော့ဒီနေ့ရောကျွန်မလှလာလို့အဲ့တော့လင်း ကျွန်မတို့လေအာတခါတလေကြတော့လဲလေဟိုပါရမီဖြည့်ဖို့ဆိုတော့ပါရမီဖြည့်ရမယ်လူဒန်းစားတည့်ရဆိုတာတတ်တတ်ရှိတာပဲเนาะဆိုတော့လေပေးဆက်ရမယ်လူဒန်းစားတည့်ရပေါ့တတ်တတ်ရှိတာပဲဟိုဆိုတော့လေကျွန်မမေးချင်တာလိုင်းမော်တွေမှာလဲလေဈေးရောင်းနေကြတဲ့ဈေးတွေရိုးရိုးတန်းတန်းရောင်းလို့မရဘူးလားလို့ ရှုံးခံပြီးရောင်းပေးတာစေတနာနဲ့ရောင်းပေးတာမေတ္တာနဲ့ရောင်းပေးတာစီးစေခြင်းလွန်းလို့ဝစ်စေခြင်းလွန်းလို့ရစေခြင်းလွန်းလို့နေစေခြင်းလွန်းလို့ဆိုပြီးတော့မှရောင်းပေးနေတဲ့မေတ္တာရှင်ဇေဒေကြီးများကိုအရှုံးခံပြီးရောင်းပေးနေတယ်ဆိုတဲ့မေတ္တာရှင်ဇေဒေကြီးများကိုမေးချင်တာမေတ္တာရှင်ဇေဒေကြီးများနေတိုင်းအရှုံးခံပြီးတော့မှရောင်းနေတယ်ဆိုလို့ရှိလို့ရှိရင်စီးပွားတွေကပြုတ်ပြုတ်ပြုံးသွားအောင်ပါပေါ့နော် အရှုံးခံနေတယ်လို့ပြောတာ哦တစ်ခုတိုင်းတစ်ခုတိုင်းကိုအရှုံးခံနေတယ်လို့ပြောတာ哦တစ်ခုတိုင်းတစ်ခုတိုင်းကိုအရှုံးခံတယ်လဲပြောတယ်တိုက်ကြီးရေလဲတလုံးမိတလုံးဖြစ်လာတယ်။ကားကြီးရေလဲတစ်စီးမိတစ်စီးဖြစ်လာတယ်။ဟာတခါတည်းစီးပွားကြီးရေလဲတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ဘာဖြစ်လို့လဲ။အိမ်အောက်မှာစိမ်တွင်းနေရှိလို့လား။ရှည်ရွှေတွင်းနေရှိလို့လား။ရေနံတွင်းနေဖင်ခုတ်ထိုင်ထားလို့လား။အဲ့ဒါလေးဖြည့်ပေးအောင်။ necklace မလုတ်သွားပဲနဲ့အဲ့ဒါလေးကိုဖြည့်ပေးအောင်။နော် necklace မလုတ်ပဲနဲ့အဲ့ဒါလေးကိုဖြည့်ပေးအောင်။အဲ့ဒါလေးသိကြတယ်။ ပြည်သူမြေတာရှင်ကြီးတွေလေပြည်သူဝန်ရမ်းမြေတာရှိတဲ့နေတိုင်းရှုံးခံပြီးရောင်းပေးတာဈေးတွေကိုနော်နေတိုင်းကိုရှုံးခံပြီးရောင်းပေးတာအဲ့ဒါကိုမစင်းစားတတ်တဲ့လူတန်းစားတရက်ရှိတာလေကျမရမ်းအံ့ဩတယ်နော်ကျမတို့ business လုပ်နေတယ်စီးပွားရေးလုပ်နေတယ်ဆိုတာအကျိုးမြတ်လိုချင်လို့စီးပွားရေးလုပ်ကြတဲ့သူတွေကြီးပဲနော်ဆိုတော့ ပြောတော့လဲအရှုံးခံပြီးတော့မှရောင်းနေတာဝစ်စီခြင်းလို့ရောင်းတာစီးစီခြင်းလို့ရောင်းတာနေစီခြင်းလို့ရောင်းတာဆိုပြီးတော့မှ အရှုံးခံပြီးတော့မှ ပေးတယ်လဲပြောတယ်ဒီအဆင့်ဒီရာသူရောက်အောင်ဘယ်လိုလောက်လာလဲဆိုတာတင်ကလည်းပါသေးတယ်ဆိုတော့ရှေးစကားရင် နောက်စကားရင်ကဘယ်စကားကအမှန်လဲလို့အဲ့ဒါဘယ်စကားကအမှန်လဲလို့ လိုင်းပေါ်မှာအရှုံးခံပြီးရောင်းနေတယ်ဆိုတော့မြင့်တာရှင်ဈေးတည်ကြီးများဖြေပေးအောင်ကျမတို့ကျမတို့ကတော့အရှုံးခံပြီးမရောင်းနိုင်ပါဘူးနော်ထိုက်သိမ်းမြောက်ပတ်တဲ့ဈေးကိုပင်းရတဲ့ဈေးနဲ့ပင်းရတဲ့အရည်သွေးနဲ့အပြည့်ဖြစ်အောင်ကျမတို့ကတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပဲရောင်းပေးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကလည်းကိုယ့်ရဲ့စားဝတ်နေရေးအတွက်အလုပ်လုပ်ရတာလीဟုတ်လား နေ့စဉ်နဲ့အမျှအရှုံးခံပြီးတော့မှအလှပေးနေရအောင်မချမ်းသာလို့တောင်ဈေးရောက်နေရတာလေအဲ့ဒါကြီးကိုအရှုံးခံပြီးတော့မှပေးနေရပါတော့ချစ်လို့ပေးရအောင်ချစ်လို့ပေးရအောင်ကိုနဲ့လည်းတစ်ခါဘူးမှလည်းမမြင်ဘူးမသိဘူးတဲ့သူတွေလည်းမချစ်နိုင်မှဟုတ်တယ်လားနော်ဆိုတော့ကိုယ့်ရဲ့သားစာသမီးစာမိဘစာဆွေစာမျိုးစာကိုယ့်ရဲ့နောင်ရေးအတွက်ရှိသေးလို့မှစီးပွားတွေတက်ရှာနေကြရတာလေဟုတ်တယ်လားဆိုတော့အဲ့ဒါကြီးကိုပဲနေတိုင်းအရှုံးခံပြီးအရှုံးခံပြီးအဲ့တော့ကျမတို့ လိန်နေဆိုတာလဲအလိန်ခံတဲ့လူတန်းစားရှိလို့အဲ့တော့အရှုံးခံပြီးပြီးတာလို့ပြောရင်ကြိုက်တဲ့လူတန်းစားရှိလို့အဲ့စကားအတွင်းကြဲကြဲနဲ့သုံးနှုံးနေကြတာအဲ့တော့ဘာဖြစ်လဲဆိုတော့လေပစံနေလဲပေးဝင်ရသေးတယ်စော်ကားခံရတယ်လို့ခံစားရတယ်စော်ကားတယ်လို့ခံစားရတယ်နော်အလကားပေးတာလဲမဟုတ်တင်တင်စည်းစည်းနဲ့အမလေးပေးလိုက်တာနော်တတ်တတ်မဲ့ရှုံးခံပြီးတတ်တတ်မဲ့ကျမတို့အဲ့လိုမျိုးဆိုအရန်စိတ်ဆိုးတာဘာဖြစ်လို့လဲဆိုတော့ကျမတို့တန်ရာတန်ချေးပဲပေးဝယ်ခြင်းနဲ့တန်ရာတန်ချေးပဲနော်အဲ့တော့ မရှိလို့မှဇင်းရောင်းစားတာလေမရှိလို့ဇင်းရောင်းစားပါတယ်စီးပွားရေးအဆင်ပြေခြင်းလို့ဇင်းရောင်းစားပါတယ်ဆိုတော့အယောက်တိုင်းကိုအရှုံးခံပြီးပေးတာနော်စေတနာနဲ့ပေးတာနော်မေတ္တာနဲ့ပေးတာရောယုံသလားရှင်တို့ယုံသလားကျွန်မအဲ့လိုဈေးတဲ့မျိုးဆိုဝောင်းဝောင်းရှေးဝေးဝေးရှောင်းနေအရှုံးခံပြီးပေးပါတယ်ဆိုတော့ဈေးတဲ့ဆိုကျွန်မဝောင်းဝောင်းရှေးဝေးဝေးရှောင်းနေစဉ်းစားကြည့်လေဦးနောင်အောင်ကြီးကိုမြင်ကြည့်ကြည့်လိုက် ဥနာအောင်ဥနာအောင်တိပါတယ်ကျွန်တော်တို့အရွယ်တွေဆိုစာတင်ခဲ့ရတာဥနာအောင်လုံးလို့ရလို့လားမိစင်နဲ့မြအရှုံးခံပြီးတော့မှရွှေတွင်းနေရှိသလားစိန်တွင်းနေရှိသလားရေနံတွင်းနေရှိလို့လားလူချင်းမဘူးအရှုံးခံပြီးတော့လည်းမပေးနဲ့တန်ရတန်စည်းကိုပေးနဲ့ပတ်စံနဲ့တန်နဲ့အေးအသွေးရခြင်းနဲ့အဲ့ဒီတော့လေကျမတို့တင်းတင်းစည်းစည်းနဲ့တတ်တတ်မဲ့ပေးလိုက်တာနော်လာမပြောနဲ့အရှုံးခံပြီးပေးတာနော်လာမပြောနဲ့ အမြင့်မရှိဘဲနဲ့ဘဲစည်းမွားကြီးတမအမအလုံးမလုပ်ဘူးအရှုံးခံပြီးပေးနေရဆိုအမကြီးများအကိုကြီးများအရှုံးခံတယ်ဆိုတဲ့မြင့်တာရှင်ဈေးတယ်ကြီးများကိုပြောချင်တာကကိုအထုပ်ကိုကင်ထားအရှုံးမခံနဲ့ဂျေဇူးတင်နဲ့ကိုအထုပ်ကုန်ကကိုကင်ထားရင်ငားပြားမှမရှုံးတော့ဘူးဟုတ်လားဘာဖြစ်လို့အရှုံးခံနေရလဲနော်အရှုံးခံပြီးပေးတယ်လဲပြောတယ်ဟာစည်းမွားကြီးတွေတစ်ခုနဲ့တစ်ခုနဲ့တိုးတက်လာလိုက်တာ အရန်နော်တခါလေးကိုလုပ်ငန်းတွေတစ်ခုနဲ့တစ်ခုတိုးတက်လာလိုက်တာအရန်အရှုံးခံရင်းနဲ့ဖြစ်တာပေါ့အရှုံးခံရင်းနဲ့အရှုံးခံရင်းနဲ့အရှုံးခံရင်းနဲ့ဒါဆိုရင်ဒီဈေးရောင်းတဲ့ business ကအရှုံးခံပြီးတော့မှပေးနေတယ်ဆိုရင်ဘယ် business နဲ့စီးပွားဖြစ်ထွန်းနေတာလဲ။ ဘိန်းဖြူရောင်းလို့လားဒါဖြစ်လို့လေဘယ် business ကလဲဒါဒီ business နဲ့အလုံးလုံးတယ်အရှုံးခံပြီးရောင်းပါတယ်လို့ပြောတယ်ဒီ business တစ်ခုပဲလုပ်တယ်လို့လည်းပြောတယ်ဒါဒီအဓိကစီးပွားရေးအဓိကစီးပွားရေးကဒါလို့ပြောတယ်ဒါပေမဲ့ဒါကိုလည်းဈေးရောင်းနိုင်ဈေးရောင်းနိုင်အရှုံးခံပြီးရောင်းပေးတယ်လို့ပြောတယ်ဒါဆိုရင်တိုးတက်ကြီးပွားလာတဲ့ပွားများလာတဲ့ပိုင်ဆိုင်မှုတွေတိုးတက်လာတဲ့လုပ်ငန်းတွေက ဘိန်းရောက်ပြီးတော့ဖြစ်တာလားဒီစီးပွားရေးကတော့မဟုတ်တော့ဘူးဘာဖြစ်လို့ဒီစီးပွားရေးကနေတိုင်းအရှုံးခံတာဟုတ်ပရိသပင်ပေါက်နေလို့လားအိမ်မှာကျွန်မကမေးပြီးအဲ့ဒီမေးကို necklace မလုပ်သွားနဲ့ necklace မလုပ်ဘဲနဲ့ကျွန်မကတေးသေးချာချာအဲ့ဒီမေးကိုဖြေပြီးခொနည်းသားသမီးများလင်းလीတိတ်မတုံးကြပါနဲ့တိတ်မအားကြပါနဲ့ဟုတ်လား တန်ရာတန်ကြီးဆိုတာရှိတယ်အခုဈေးကွက်ထဲမှာရှိတယ် LV8 တွေ Gucci 8တွေ Chanel 8တွေရောင်းနေတယ်ဆိုပြီးတော့မှ2000 3000 2သိန်း3သိန်းနေနေသူတို့ကပေါ်ပြီးတော့မှရောင်းတာလားသူတို့ကစေတနာမြစ်တာနဲ့ရောင်းပေးတာလား2သိန်း3သိန်းနဲ့ပတ်စပ်အိတ်တလုံးသိန်း300တန်လောက်ကို3သိန်းလို့3000လို့နေရောင်းနေတဲ့သူတွေကအရှုံးခံပြီးရောင်းပေးတာလား3သိန်းနိုင်ညို့3300တန်ညို့ဟုတ်လား အရှုံးခံပြီးရောင်းပေးတာလားဖြည့်ပေးကြည့်3300တန်းကြီးကိုအဲ့3000နဲ့ရောင်းနေလေစိုင်းနေ3သိန်းနဲ့ရောင်းနေလေ5သိန်းနဲ့စိုင်းနေက3300တန်းကြီးကိုအရှုံးခံပြီးတော့မှရှင်တို့ရောင်းပေးတာလားမဟုတ်ဘူးလေအတုလေအစစ်မဟုတ်ဘူးလေတန်ရတန်ရအည်သွေးနဲ့ဈေးချုပ်တည်းလေအဲ့ဒါတွေကိုရတာလေဒီ3300တန်းရှိုးရုံးရှိုးရုံးကအော်သန်တစ်ကိုရလို့လားမရဘူးလေဟုတ်လား တန်ရာတန်ရာပဲရတာကိုပြီးတလောက်ပဲကိုပြန်ရတာနော်လောကကြီးမှာအဲ့ဒါမမှားဘူးကိုပြီးတလောက်ပဲကိုပြန်ရတာအချိုးချောင်းနေတိတ်မလိုက်နဲ့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်အမြတ်လိုခြင်းလို့အကျိုးဖြစ်ထွန်းခြင်းလို့စီးပွားဖြစ်ခြင်းလို့အလုံးလုံးနေကြတာအရှုံးခံပြီးပေးတယ်ဆိုတာ စောက်ပူတွေပြောတာစောက်ပူတွေပြောတာတိဖို့တချို့ကပြောတယ်ရောင်းသူဝယ်သူကျေနဲ့ရင်ပြီးတာပဲမာရီဂျားတွေကနေလူတွေကဂျားတွေကနေလာပြီးတော့မှရှာဝင်ရှည်နေတယ်လို့ဒီလိုပြောတယ်မှန်တယ်ရောင်းသူဝယ်သူကျေနဲ့ရင်ပြီးတာပဲပါစရာမလိုဘူးတူးချင်းတယောက်ချင်းဘာမှဖြစ်စရာမလိုဘူးဒါပေမဲ့အများနဲ့ရှင်လာတယ်ဆိုတဲ့အခြေအနေမှာရောင်းသူဝယ်သူဆိုတဲ့နေရာမှာဝယ်သူဟာ တိလို့ခံရတဲ့သူရှိတယ်မတိဘဲနဲ့ခံရတဲ့သူရှိတယ်မတိလို့မလို့မှခံလိုက်ရတာ तू တိရင် तू မခံရဘူးမတိလို့မလို့မှသူ့ရဲ့ချွေးနှဲစာလေးတွေနစ်နာသွားတာ तू တိရင် तू မနစ်နာဘူးအဲ့ဒီအတွက်ကြောင့်မလို့မတိရင်လို့မဖြစ်ရလင်အောင်လို့မလို့မှဒါအတိအမြင်ကိုဖွင့်ပေးတဲ့အနေနဲ့ဝိုင်းဝန်းပြီးတော့မှပြောကြတာအဲ့ဒါကိုမှကျေနပ်လို့ခံကျင်တာကတော့ကိုယ့်ရဲ့သဘောပေါ့ ဟုတ်တယ်လားကိုယ့်ရဲ့သဘောလေအဲ့ဒါမှတော့တိတိင်းနဲ့ခံနေဆိုတာကတော့ကိုယ့်ရဲ့သဘောပေါ့မတိလို့မှမခံလိုက်ရဟဲ့ကျမလေးမတိလို့ခံလိုက်ရတာတိလားကျမအဲ့လိုမှမတိနိုင်ဘူးကျမအဲ့လိုမှသူရင်ဘယ်လို့ပါမလဲကျမနားမလည်လိုက်လို့အဲ့လိုလူမျိုးတွေမရှိရလားအောင်လို့ကျမတို့တွေကတက်ဆိုင်ရနေပေအတီးတီးလိုက်အလိုက် ကျမဆိုရွှေယေဒနာနဲ့ပတ်သက်တယ်ဆိုကျမဆိုယေဒနာလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုယေဒနာနဲ့ပတ်သက်တာတွေမတိလိုက်လို့ခံလိုက်ရတာမျိုးမဖြစ်ရအောင်လို့မလို့အမားအမှန်အဆိုးအကောင်အကျိုးအကြောင်းနေအာနိချက်တွေအာသာချက်တွေနော်ဟာဘယ်လိုမျိုးတွစ်ဆန်တမ်းနေဆိုတာအမြဲတမ်းရှင်းပြတာအော်ဒါဆိုရင်ကျမအောင်နားထောင်နေသူတွေယေဒနာနဲ့ပတ်သက်လို့မလို့မှာအာကိုစင်ကျင်နိုင်သွားတယ်ဘဟုတုတ္တရသွားတယ်တိသွားတယ်ဒီလိုပဲသက်ဆိုင်ရနေပေရသူတွေကဒါကြောင့်မလို့ပြောပြကြတာကိုထမင်းကိုစားပြီးတော့မှာ منالو نورو ိုင်းကန်ရှင်ပုံကိုကိုမနာလိုလို့တိုက်ခိုက်တာတို့ဆိုတဲ့ဟာမျိုးတွေမဟုတ်ပါဘူးကိုကိစ္စကိုကျမဆိုမြင်နေပြောပြတယ်နော်ယေဒနာနဲ့ပတ်သက်တဲ့အကြောင်းတွေဆိုဒီလိုမျိုးတွေဆိုရင်ဒါမှားယွင်းနေဒီလိုမျိုးဆိုရင်မှန်နေဒီလိုမျိုးဆိုရင်ဒါမကောင်းဘူးဒါဆိုရင်ကောင်းနေဒါဆိုရင်ဂျင်းထဲတာဒါဆိုရင်တော့ဆောင်ရှောင်ခြင်းရမယ်ဟာဒီလိုဆိုရင်တော့ဒါဘလို့ဘလို့ဆင့်ရတယ်ဘလို့ဆင့်ရတယ်ဒါတွေပြောပြတာဒီအဲ့အလုံးလုံးငယ်သူတွေကိုတိုက်ခိုက်တာလားမဟုတ်ပါဘူးကျမကိုယ်တိုင်နဲ့ဒီလောကထဲမှာအလုံးလုံးညာပဲလေနော်ဝေယောင်းသူဝေသူ transparency ဖြစ်စေချင်တာရှင်းရှင်းလင်းလင်းနဲ့ ဒါတော့ဒီလိုရှိတယ်ကျင်နေရင်ဝင်ကျင်ရင်ဝင်မကျင်နေရင်မဝင်နဲ့မကျင်ရင်မဝင်နဲ့ကျွန်မကိုကြောက်တပွင့်ဝင်မယ်လို့ပြောတယ်နီလာတပွင့်30နဲ့နီလာတပွင့်ကျွန်မဆရာဝင်မယ်ဆိုပါစို့မမတင်းအနာကင်းသလားလို့ကျွန်မအောင်မင်းကျွန်မဘယ်လိုပြန်ဖြေမယ်လို့ထင်လဲ90တန်းဒီ90နဲ့တန်းတလောက်ပဲရမယ်ဒေါ်လာမီလီယံနဲ့ချီတဲ့တဘာဝဗဒမြားတပွင့်အောင်အနာမရှင်းမှုအဲ့ဒီတော့30တန်းကိုအနာရှင်းမှုမမျော်လင့်နဲ့ ဒါပေမဲ့ပါတဲ့အနာသည်လွပြင်းရလောက်အောင်ယဒနာတန်းဝင် မဟုတ်မပြင်းရလောက်အောင်တော့မဟုတ်ဘူးလက်ခံလို့ရတယ်ဝင်လို့ရတယ်ဒီယဒနာနဲ့ဒီအစင်တန်းမှာဒီပေးရတဲ့ဈေးနဲ့ဒီပါနေတဲ့ဟာနဲ့ဒီတန်တယ်လို့ပြောလို့ရတဲ့ပစ္စည်းမျိုးတော့ဖြစ်တယ်ဒါကြောင့်လက်ခံလို့ရတယ်ကျွန်မဒီလိုပဲဖြေမှာ ဟာရှင်းရောင်းတင်လုံးအားကျင်းပြီးတော့မှအဲ့တဲ့အတိုင်းဟာအနာရှင်းနဲ့အနာမပါဘူးကောင်းနေယူတိုက်တယ်ယူဆိုကျမောင်ပညာရှင်တွေကရီမာပေါ့ငပိုးဖြစ်သွားမှာပေါ့ natural ကြောက်တိုင်းဟာအနာရှင်းနေရေလို့မှမရှိတာတဘာဝအတိုင်းဖြစ်တည်လာတဲ့ကြောက်တယ်မှာတဘာဝရဲ့ inclusion တွေအကုန်လုံးပါနေတာကိုကျမရောင်းတင်လုံးအားကြီးပြီးတော့မှဂျင်းသိပ်ပြီးတော့မှအနာရှင်းနဲ့အနာမပါဘူး where you ဆိုရင်နားမလဲတဲ့သူကတော့ခြေနဲ့ပြီးယူသွားမှာပေါ့ ျမောက်နားလေတဲ့သူတွေကကျမောက်ဘာပြောမလဲဟာဒီမိမချင်းဒီမိမကြည်စမ်းနားမလဲတဲ့သူတွေကိုညှက်ချနေတာဒီမိမကြည်စမ်းအဲ့ဒါကိုရှက်တာအဲ့ဒါမျိုးကိုရှက်တာကျမတို့ကသူတော်ကောင်းကဲ့ရဲ့မှာပညာရှင်ကဲ့ရဲ့မှာကိုရှက်တာဒါကြောင့်မလို့အမြင်နဲ့အာနိတဲ့အာသာချက်ကိုအမြင်နဲ့ရှင်းပြတာ transparency ဖြစ်ဖြစ်အလုံးလုံးစေချင်တာအခုဒီခေတ်မှာအဲ့လိုမဟုတ်ဘူးเนาะအဲ့တဲ့အကြိုက်အရန်လေတွေကောင်းတယ်တော်ကီတွေအရန်ကောင်းတာတော်ကီတွေတော်ကီတွေအရန်ကောင်းတာအရန်ခြုံနေပြီအရန်သဘောကောင်းနေပြီအရန်အနစ်နာခံနေပြီအရန်ကိုအလကားတွေပေးနေတယ်လို့ကိုပေးနေပြီဆိုသတိထားဘယ်သူမှမပေးဘူးစီးပွားဖြစ်စင်လို့အလုံးလုံးနေတာ तू ဘာလုပ်နေရလဲလို့စဉ်းစားကြည့် तू စီးပွားရေးလုပ်နေတာစီးပွားရေးလုပ်နေတဲ့သူတယောက်ကပန်းနိုင်ရပါလေစီးပွားဥစ္စာဒိုးတက်ဖို့အကျိုးစီးပွားဖြစ်ထုံးဖို့အလုပ်လုပ်တာလေ ဘသူကမှအလှပေးပြီးတော့မှလောက်အောင်ဝေတန်တရာလားပရိသေပင်ပေါက်နေလို့လားအိမ်အောက်ထဲမှာရွှေတွင်းနေငွေတွင်းနေစိန်တွင်းနေရှိနေလို့လားဟုတ်လားဒါဆိုစီးပွားဖြစ်ခြင်းလို့အလုပ်လုပ်တာဆိုအနေနဲ့အများနဲ့ဒီပေါ်မှာအမျက်ရှိရမယ်နိအမျက်ရှိခြင်းလို့အလုပ်လုပ်တာအဲ့ဒါကိုအမျက်ရှိခြင်းလို့အမျက်လဲယူသေးတယ်အရှုံးခံပြီးပေးတယ်လို့လည်းအပြောခံသေးတယ်ဆိုတာရှင်တို့မလွန်အဲ့လိုစကားမျိုးကိုကြိုက်တာအဲ့တော့အညာနေဆိုတာလိန်နေဆိုတာလဲအဲ့ညာတာလိန်တာကိုကြိုက်တဲ့လူတန်းစားမလို့ ဘယ်သူမှရှုံးခံပြီးမပေးဘူးအဲ့ဒါကိုမှတ်ထားအမြင်နဲ့ဘေးစည်းပွားရေးသမားကမှရှုံးခံပြီးမပေးဘူးမှတ်ထားစည်းပွားရေးသမားတိုင်းဟာအကျိုးအမြတ်လိုချင်လို့အလုံးလုံးနေကြတာလမ်းပြီးကစိုးရက်တယ်လဲအကျိုးအမြတ်လိုချင်လို့အလုံးလုံးတာစိန်ရောင်းတဲ့သူလဲအကျိုးအမြတ်လိုချင်တယ်ကားရောင်းတဲ့သူလဲအကျိုးအမြတ်လိုချင်တယ်တခါအင်ကြီးဝတ်ထည်ရောင်းတဲ့သူလဲအကျိုးအမြတ်လိုချင်လို့အပင်ပန်းခံပြီးတော့မှအချိန်နဲ့ငွေနဲ့နော်အပင်ပန်းခံပြီးတော့မှအလုံးလုံးကြတာလीအ ဘယ်သူကမှအရှုံးမခံဘူးအရှုံးခံမယ်ဆိုဒီလုပ်ငန်းတွေထီတောင်နေစရာမလိုဘူးကိုပတ်ဆက်ကိုကင်ထားရင်တော့မရှုံးတော့ဘူးဒါကိုသိအဲ့တော့လေလိန်နေဆိုတာအလိန်ခံခြင်းနဲ့လူတန်းစားအဲ့ဒီလိုစကလုံးတွေကိုစိုက်တဲ့လူတန်းစားတွေအတွက်အဲ့ဒီလိုစကလုံးတွေပေါ်လာပြီးအဲ့ဒီလိုလူတွေအလုဖြစ်တာပဲအတိနဲ့တတိနဲ့စင်ကျင်ဘယ်သူရဲ့ဘယ်သူရဲ့ကိုရည်ညွှန်းတာမဟုတ်ဘူးအတိနဲ့တတိနဲ့စင်ကျင်တတ်ကြဖို့ကိုပြောတာအတွေးခေါ်ရအစင်မြင့်စမ်းမှာ ခဏလေးပဲသူများပါဆက်ဖျားပေါ်မှာခြာနေပြောင်းရင်နဲ့ဝမ်းချလိုက်တာပဲမလုံးနဲ့တဆုံးတီစဉ်းစားကြည့်လိုက်နော်တဆုံးတီစဉ်းစားကြည့်လိုက်ဒီပြောင်းရင်စကားလေးပေါ်မှာပဲမตายရသွားနဲ့အဖြေထုတ်အဖြေထုတ်ကြည့်ကြည့်လိုက်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားအဲ့ဒါဆိုရင်အလိန်ခံရတဲ့ဘေးတွေကနေလွတ်သွားလိမ့်မယ် အလင်ခံရတယ်အလင်ခံရတယ်ဆိုတော့ကိစ္စတွေကကျမအမြဲတမ်းပြောတယ်တတိယအောင်ဆောင်ပြီးပဲလိန်နေသံတောင်းစားကမလိန်ဘူးလို့ကျမအမြဲတမ်းပြောတယ်အဲ့လိုတီဆောက်ပြီး image ကိုတီဆောက်ပြီးတော့ပဲလိန်နေသူကသူလိန်နေဆိုတော့သူကလေအရှင်းကနေရုပ်ပြတဲ့သူကရုပ်ပြတယ်အောက်ကနေပြင်ပြီးတော့မှလော်တဲ့သူကလော်တယ်ဟာဥပမာပေါ့ post တစ်ခုတင်လိုက်မယ် ဟာဇင်းရောင် post တစ်ခုတင်လိုက်မယ်။အောက်ကနေပြီး account ပေါင်းများစွာနဲ့သူ့လူတွေအကုန်လုံးကတန်ပါတယ်၊ကောင်းပါတယ်။ဟာယုံကြည်ရပါတယ်။ကျမတို့အာ group တွေထဲမှာဆိုရှိတယ်။ငွေလဲတဲ့ group တွေထဲမှာ America group တွေထဲမှာဆိုရှိတယ်။ငွေလဲခြင်းလို့အာငွေလေးလွှဲခြင်းလို့ငွေလဲခြင်းလို့ဘယ်သူစိတ်ချရလဲဆို။သူစိတ်ချရတယ်။မေးတဲ့သူကလည်းသူပဲမေးတာနော်။သူတို့ပဲမေးတာ။အဲ့တော့အောက်ကဖြေပေးတဲ့သူတွေက"သူနဲ့လဲတာစိတ်ချရတယ်၊သူနဲ့လဲတာစိတ်ချရတယ်၊သူနဲ့လဲတာစိတ်ချရတယ်"ဆိုအဲ့လူတယောက်တည်းကိုပဲပြုံပြီးတော့မှ recommend ပေးတယ်။အဲ့တော့ တခါလေးဖတ်တဲ့သူတွေကလေယုံပြီးတော့မှအိုးဒီမှာကျဲမေးတဲ့သူဒီမှာဖြည့်တဲ့သူတွေသူ့ကိုပဲဝိုင်းဖြည့်ရတော့တွားလင်းလိုက်လင်းကိုငွေထည့်ပြီးတာနဲ့ဘလော့ပြီးပြေးပြီးအဲ့လိုအုံစုနဲ့ဖွဲ့ပြီးတော့မှရုပ်ပြတယ်တီဆောက်တယ်လော်ပေးတယ်အဲ့မှာလူတွေကအော်တယောက်တည်းမဟုတ်ဘူးနှစ်ယောက်တည်းမဟုတ်ဘူးအများပဲလေဆိုပြီးတော့မှယုံနေပါတာပဲတတိထားအဲ့ဒါကိုပြောပြတာ နော်အဲ့ဒါကိုပြောပြတာအမြင်နဲ့အချိုချောင်မလိုက်နဲ့မှန်ကန်မှုကိုရှာစစ်မှန်မှုကိုရှာနော်မှန်ကန်တဲ့နေရာစစ်မှန်တဲ့နေရာညာလေဘယ်သူမှမချိုဘူးမှန်မှန်ကန်ကန်ပဲသူပစ္စည်းကိုသူအာမခံချက်အပြည့်နဲ့တင်းတင်းရင်းရင်းပဲမာမာချာချာပဲတိတ်ချိုမနေဘူးတိတ်ပိုမနေဘူးချိုနေပြီပိုနေပြီဆိုသတိထားခံရတော့မယ်ဟဲ့လားရှင်တို့